ားလုံးပဲမင်္ဂလာပါခင်ဗျာ။ဝေါ်ဖိမဲ့ပဲစီကနေကြိုဆိုပါတယ်။ဒီနေ့မှာတော့ကျွန်တော်ကကဘာပေါ်မှာအမှန်တကယ်တည်ရှိနေတဲ့တာမန်နဲ့မတူဘဲထူးခြားနေတဲ့အစမ်းကျေဆုံးခြေကန်ငါးခုအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။နံပါတ်၁ကလီမူတူလိအခုဒီမြင်တွေ့နေရတဲ့ရေကန်တွေကိုတော့ကလီမူတူရေကန်လို့ခေါ်ပြီးအင်ဒိုနီးရှားနိုင်ငံဖလော်ရက်ကျွန်းမှာရှိပါတယ်။ကမ္ဘာပေါ်မှာတခုတည်းသောအယောင်ပြောင်းနိုင်တဲ့ရေကန်လေးဖြစ်ပါတယ်။ အနည်းကတီးရှိနေတဲ့ရေကန်သုံးကန်ဖြစ်ပြီးအယောင်ကလည်းအချိန်နဲ့မျှပြောင်းလဲနေပါတယ်။အပြာအစိမ့်အနီးအနက်ဆိုပြီးအယောင်လေးမျိုးရှိပါတယ်။အနောက်ဘက်ကရေကန်ကိုတော့တီဦးအတာအံပူပူလို့ခေါ်ပါတယ်။အတိဘယ်ကတော့ကျွန်တော်လည်းမသိပါဘူး။ What? ဒီရေကန်ကိုတော့တီဦးနူကမူဒီကူဖိုင်းလို့ခေါ်ပြီးနောက်တစ်ခုကတီဦးအတာပူလို့ခေါ်ပါတယ်။အတိဘယ်တွေကတော့ကျွန်တော်ခုနကရှင်းပြခဲ့သလိုပါပဲ။ မီးတောင်ကနေထွက်နေတဲ့ဒဏ်ငွေတွေရဲ့ဓာတုဗေဒဆိုင်ရာဓာတ်ပြုမှုကြောင့်အခုလိုပြောင်းလဲနေတာဖြစ်ပါတယ်။နံပါတ်1 Natron Lake ဂရိတနာရီတဲကအကြည့်ချင်းစုံမိတာနဲ့ကြောက်ရွံ့ဖြစ်သွားတဲ့မီဒူဇာဗီမောက်ကိုကြာဘူးကြာမှာပါ။အဲ့လိုပါပဲဒီရေကန်ကရေတွေကလည်းထိမိတဲ့သရဝါတွေကိုကြောက်ရွံ့ဖြစ်သွားစေနိုင်ပါတယ်။ Natron ရေကန်လို့ခေါ်ပြီးတန်ဇာနီးယားနိုင်ငံမှာရှိပါတယ်။ပန်းရောင်ဖလာမင်ဂိုငှက်တွေချက်ဆားရနေရဖြစ်ပေမဲ့အခြားသတ္တဝါတွေကတော့သေဆုံးပြီးကြောက်ရွံ့ဖြစ်သွားတာကြောင့် ဒီရေကန်ရဲ့ဘေးမှာကြောက်ရွံ့တော်တော်များများကိုတွေ့မြင်နိုင်ပါတယ်။နံပါတ်3နီအော်လိတ်ဒီရေကန်ကတော့လူပေါင်း1800လောက်တည်ဆုံးခဲ့ရတဲ့ကြောက်စရာကောင်းတဲ့ရေကန်တစ်ခုဖြစ်ပါတယ်။1968ခုနှစ်ည9:00နာရီလောက်မှာမြေပြိုကျသလိုအတန်အကျယ်ကြီးတစ်ခုကိုကြားလိုက်ရပါတယ်။ကန်တွေကနေအဖြူအငွေ့တွေထွက်လာပြီးလေထဲမှာလျင်မြန်စွာပြန့်နှံ့သွားပါတယ်။ဒီအငွေ့တွေကိုရှူရှိုင်းမိခဲ့တဲ့လူပေါင်း1800လောက်ဟာနေရာမှာပဲချက်ချင်းတည်ဆုံးသွားပါတယ်။ တော်တော်များများဟာသူတို့ညဘက်ပုံမှန်ရှိတတ်တဲ့မိဖို့ပြီးအဲ့ရပေါ်နဲ့တကားပြေးလို့မျိုးနေရာတွေမှာအတုံးအယုံပြေဆုံးနေကြပါလေအဖြစ်အပျက်ဟာမြန်ဆန်ပြီးဆိုးရွားလွန်းလာပါလေနောက်တနေ့မှာပဲကမ္ဘာလုံးကစစ်သားတွေဟာအဲ့ဒီလူတွေကိုတွင်းကြီးတွင်တူပြီးမြုံနှံပေးခဲ့ရပါလေအဲ့ဒီဖြစ်စဉ်ပြီးတဲ့နောက်မှာတော့ကြည်လင်နေတဲ့ရေကန်ကြီးကနေနောက်ပြနေတဲ့အကြောင်းကိုပြောင်းလဲသွားပါလေနံပါတ်၄ Spot Dead Lane အခုတင်မြင်တွေ့နေရတဲ့အကြောင်းသွေးစုံလင်လာတဲ့ရေကန်ကြီးကိုတော့ Spot Dead ရေကန်လို့ခေါ်ပါတယ် နွေရာသီမှာကံတွေကရေတွေခန်းချောက်သွားတဲ့အခါကံရဲ့မျက်နှာပြင်မှာအခုလိုမျိုးအယောင်အသွေးစုံလင်လာတဲ့စောက်ဝိုင်းပုံစံအကွက်တွေပေါ်လာပါတယ်။ရေထဲမှာမဂနီဆီယမ်ဆာလဖိတ်၊ကယ်စီယမ်နဲ့ဆိုဒီယမ်လိုမျိုးဓာတုဓာတ်တွေမြင့်မားစွာပါဝင်လာကြောင်းမှာရေတွေခန်းချောက်သွားတဲ့အခါဒီဓာတုဓာတ်တွေကမာကျောလာပြီးအခုလိုမျိုးအယောင်အသွေးစုံလင်လာတဲ့ရေကန်ကြီးကိုတွေ့မြင်နိုင်ပါတယ်။နံပါတ်5 Crescent Lake ဒီရေကန်ကိုတော့ Crescent Lake လာကျန်းရေကန်လို့ခေါ်ပါတယ်။ နာမည်အတိုင်းပဲကန်ရင်အလယ်မှာလာချမ်းပုံစံတန်ရှိပြီးတရုတ်နိုင်ငံဂူဘီဒဲကန်နေရာထဲမှာရှိပါတယ်ဒီရေကန်ကချင်းမင်းဆက်လက်ထက်ကလေးကရှိနေခဲ့ပြီးယခုဆိုရင်နှစ်ပေါင်း2000လောက်ရှိနေပါပြီဒဲကန်နေရာရဲ့ဒဏ်ကိုနှစ်ပေါင်း2000ကျော်ကြမ်းကြမ်းခံနေကြရတာကြောင့်အခုချိန်မှာတော့အစိုးရကကာကွယ်နိုင်ဖို့ကြိုးစားနေပါတယ်ကျွန်တော်ရဲ့ channel လေးမှာဆိုရင်ဒီလိုမျိုး ဗဟုသုတရစရာအကြောင်းအရာတွေအပါအဝင်အီဂျစ်တမိုင်းဒဏ္ဍာရီတွေကိုတလဲစီပုံမှန်တင်ဆက်ပေးနေတာကြောင့်စိတ်ဝင်စားတယ်ဆိုရင် channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်။